ပထမပစ္စုံနာတိတုသုဝေတာလီမြို့မဟာဝုံတော်ဆွလမုချင်းတဲ့တတ်ထားတဲ့ကြောင်းကြီးမှာမြတ်စွာဘုရားတရင်သုံးနေတဲ့ခြေနဲ့ပစ္စုံနာတဒီတာမောနမင်းရဲ့သမီးဖြစ်တဲ့ကောကနဒာဆိုတဲ့နတ်သမီးမောနမင်းရဲ့သမီးကောကနဒာဆိုတဲ့နတ်သမီးကမြင့်တကောင်ရံမှာ မာုံတော်ကြီးတတော်လုံးကိုထွန်းလင်းတော့ပါပြီးတော့လင်းရောင်တွေပေးမြတ်စွာဘုရားတန်ချင်ကမြတ်စွာဘုရားနံရပ်ပြီးတော့မြတ်စွာဘုရားကိုဂါထာတွေနဲ့ရှောက်တယ်သူတို့တွေတော့အဲ့မရှိပါဘူးနည်းအကြံဉာဏ်လေးပါပဲဝေသာလိယဝနေဝရန္တံဝေသာလိမြို့မှာနေတော်မူတဲ့အက္ကံတတ္တသရဝါပေါင်းတွေထက်မြတ်တော်မူတဲ့တန်ဗုဒ္ဓမြတ်စွာဘုရားတရဝအလုံးထက်အသာဆုံးအမြတ်ဆုံးဖြစ်တဲ့မြတ်စွာဘုရားဝေသာလိမြို့ မာဝန်တော်တဲ့မာတရင်တော်တော်မူတဲ့မြတ်စွာဘုရားမြတ်စွာဘုရားကိုကောကန္တရာပိဇုံနတတိတာပိဇုံနဆိုတဲ့မိုးနှံမင်းရဲ့သမီးဖြစ်တဲ့ကောကန္တရာဆိုတဲ့တပည့်တော်ကရှိခိုးပါတယ်ဗျာတပည့်တော်ရဲ့နာမည်ဟာကောကန္တရာအမိယကောကန္တရာမိပါတယ်ဗျာပထမကထာလျှောက်ဒုတိယကထာကတော့သုတမေဝပုရေအာသီတပည့်တော်အရင်တော့ကကြားယုံမဲ့ကြားဘူးတာဗျာဘာလို့လဲဓမ္မစကုပ္ပတ္တနုဘုဒ္ဓောမြတ်စွာဘုရား မှန်မှန်ကန်ကန်သိမြင်ပြီးတဲ့သစ္စာလေးပါးတရားကိုမြတ်စွာဘုရားမြတ်စွာဘုရားကသစ္စာလေးပါးတရားကိုမှန်မှန်ကန်ကန်သိမြင်ပြီးပြီလျော်အောင်သိမြင်ပြီးပြီဆိုတဲ့အကြောင်းကိုအရင်တော့ကပြီးတော့ကြားယုံမဲ့ကြားဟုတာဘုရားမုဏိနောတေတရားတော်ဒုက္ကတသမြတ်စွာဘုရားဟောတဲ့တရားရတနာတော်ကိုတော့သာဟန္တာနီတပည့်တော်ကိုယ်တိုင်အခုတက္ကိဇာနာမိမျက်မှောက်သိရပါတယ်ဘုရားအရင်တော့ကပြီးတော့ကြားဘူးတယ်မြတ်စွာဘုရားကသစ္စာလေးပါးကိုကိုယ်တိုင်ထိုးထွင်းသိပြီးတော့သူများကိုလည်းသိအောင်ဟောပေးတယ်လို့ကြားဘူးတယ်ဘုရား အခုတော့မြတ်စွာဘုရားဟောတဲ့တရားနာပြီးတော့တပည့်တော်ကိုယ်တိုင်လက်တွေ့သိသွားပါပြီဗျာဒါကိုပြောတာပฏิဝေဒဝေဒနာလို့ထာဂရာဖွင့်တယ်နော်သက်ခိမျက်မျက်မြန်ကိုယ်တွေ့မျက်မှောက်သိသွားပြီဆိုတာသစ္စာလေးပါတကယ်သိတာဘာလို့ဆိုရင်သောတာပန်တက္ကတာကနာဂံယန္နာပေါ့နော်အရိယာဖြစ်သွားပြီတရားနာပြီးတော့တရားထုရသွားပြီဆိုပြီးတော့မြတ်စွာဘုရားကိုရှောက်တာနောက်တတိယသရုပ်ဒဂါထာတွေကတော့ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့ကြီးညိုတဲ့လူမှဘလို့အကျိုးရတယ်နော်မကြီးညိုတဲ့လူမှဘလို့အကျိုးအပြစ်ရတယ်ဆိုတာကိုပြောတော့မှာ ရေကေစီအရိယဓမ္မတကယ်မြင့်မြတ်တဲ့သစ္စာလေးပါးတရားမြတ်စွာဘုရားဟောတဲ့တရားတွေကိုဝိကရဟန္တာစရဏီတဲ့ကဲ့ရဲ့ပြီးတော့ပဲအများအားနေနေကြတယ်။သွာလာလက်ပတ်နေကြတယ်ဆိုတော့ငဲ့ရဲ့ပြီးတော့နေနေကြတယ်။ဒုံမေတာအဲ့လိုလူတွေကဘယ်လိုလူတွေပဲဘုရားတရားကိုကဲ့ရဲ့ကြတယ်လဲဆိုတော့ပညာမဲ့တဲ့သူတွေ။ဟုတ်ပြီနော်။ကိုကဲ့လည်းပဲလူတွေရောဖုန်ကြီးတွေရောတချို့လူတွေတချို့ဖုန်ကြီးတွေကတကယ်စာအုပ်သေးသေးချာချာလဲသိချာမလေ့လာဘူးသိချာချာလဲနားမလဲဘူး။ ဗုဒ္ဓဘာသာလို့တာနာမည်ခံပြီးတော့ဗုဒ္ဓဘာသာရဲ့အစီအနစ်တွေကိုတကယ်လည်းပဲကောင်းကောင်းလေ့လာမထားဘူးလေ့လာမထားဘဲနဲ့အပေါ်ယံလေးတွေနဲ့ဖရာတရားတွေကိုရှောက်ရှောက်ကဲ့ရဲ့နေကြတာတွေရှိကြတယ်အဲ့ဒီအဲ့လိုပုံကိုတွေကဒုံမေတာတဲ့တကယ်ပညာမဲ့ကြတဲ့သူတွေဟာဓမ္မမြတ်စွာဘုရားဟောတဲ့တရားမြတ်စွာဘုရားဟောတဲ့တရားလဲရိုးရိုးတရားမဟုတ်ဘူးရိယံမြင့်မြတ်တဲ့တရားတကယ်မှန်ကန်တဲ့တရားဒုက္ခတွေကလွတ်မြောက်စေနိုင်တဲ့တရားဒါကြောင့်မြင့်မြတ်တဲ့တရားကို ပညာမရှိတဲ့သူတွေကကဲ့ရဲ့ပြီးတော့နေနေကြတယ်ဗျာအဲ့လိုကဲ့ရဲ့တဲ့သူတွေကတော့ရောဒူဝမ်ဂေါ်ဒန်ကျန်းတန်းတဲ့ရောဒူဝါဆိုတဲ့ငရဲရောဒူဝါကိုတော့အဝီစီငရဲလို့ပဲထာဂရာဖွင့်တယ်ပေါ့ရောဒူဝါဆိုတဲ့နေရာမှာဥစဉ်တို့ကြားဘူးတဲ့ရောဒူဝါကတော့ဗာလဲဆိုရင်ငရဲငယ်တဲ့ပါတယ်ရောဒူဝါတို့မာရောဒူဝါတို့ကြားဘူးပြီးသားနော်အဲရောဒူဝါကနှစ်မျိုးရှိပါတယ်တဲ့ရောဒူဝါကတော့ဒူမရောဒူဝါနဲ့ဇလရောဒူဝါတဲ့နော်ဒူမဆိုတာကတော့မိကိုးတွေနဲ့ဒုက္ခရောက်တာဇလရောဒူဝါဆိုတာမိအလျံအနေနဲ့ ပို့ပို့ပြီးတော့ဒုက္ခရောက်တာရောရူဝရောရူဝဆိုတာကိုပါဠိကိုသူကဓာတ်ပစ္စည်းတွေနဲ့အဖွင့်ဖွင့်လိုက်မယ်ဆိုရင်ဘလို့ဘလို့ဖွင့်တယ်လဲဆိုတော့ဘုသံပုဏပုဏဒုက္ခိတဝတေနရဝန္တိအထာတိရောရူဝတဲ့ရောရူဝဘုသံပုဏပုဏထက်ကထက်ကရဝန္တိအထာတိဒီနေရာမှာအမြဲတမ်းဩနေရတယ်ဘာကြောင့်လဲဒုက္ခိတဝတေနဒုက္ခရောက်လွန်းလို့နော်မိโกတွေနဲ့နေရတဲ့အခါကျမိโกတွေနဲ့ဒုက္ခရောက်လွန်းလို့အမြဲတမ်းထက်ကထက်ကဩနေရလို့ရောရူဝလို့ခေါ်တာ မီလီယံနေတဲ့နေရာတဲ့လူတွေကြတော့မီလီယံနေတဲ့အမြဲတမ်းနေနေရတဲ့အတွက်ကြောင့်ပူလွန်းလို့ဒုက္ခရောက်လွန်းလို့အထက်ကထက်ကအောနေရတဲ့နေရာကိုရောဒုဝါလို့ခေါ်တာဒါဆိုရင်ဒီနေရာကအဝိဇိငရဲကိုရောဒုဝါလို့ခေါ်တယ်ဆိုတဲ့နေရာမှာတော့ဥစဉ်တို့ဒူမမိဂိုကိုပြောကျင်တာလားဇလမီလီယံကိုပြောကျင်တာလို့ပြောတယ်လို့ထင်လားမီလီယံဟုတ်ပြီနော်ဒါကြောင့်အဲ့ဒါဆိုရင်ပြောင်းပြန်ပြန်ပြီးတော့ပြောလိုက်မယ်ဆိုရင်ငရဲငယ်ထဲမှာပါတဲ့ရောရူဝါကျတော့မိโกတွေနဲ့ဒုက္ခရောက်တာနော်ဒူမရောရူဝါလို့မှတ်လိုက်ပါနော်ဟိုဒီကတော့ဒီ အဝိဇ္ဇငရဲကတော့ဘုရားကြတော့ဗာလဲဆိုတော့မီးလျံနေတဲ့ဒုက္ခရောက်နေတာလို့မှတ်လိုက်မြတ်စွာဘုရားရဲ့တရားတော်တွေကိုကဲ့ရဲ့ပြီးတော့ဟိုလူပြောဒီလူပြောပြောနေတဲ့သူတွေဟာတဲ့အဝိဇ္ဇငရဲမှာပြင်းပြင်းထန်ထန်ဒုက္ခတွေဒုက္ခရောက်ကြတယ်စိရတာစိရရတ္တံဒုက္ခ ानु ဘဝံအကြာကြီးပဲရတ္တဆိုတာဒီဝါရောပါတာပေါ့ကွာနေရောနေနေပေါင်းများစွာညပေါင်းများစွာအကြာကြီးပဲတဲ့ဒုက္ခတွေခံစားပြီးတော့နေရပါတယ်ဒါတရားကိုအပြစ်အပြစ်ပြောနေတဲ့လူတွေရဲ့အပြစ်ပေါ့နော်အကျိုးတရားတွေ အဝိဇ္ဇရိယမှာရောက်ပြီးတော့ဒုက္ခအကြီးကျယ်ခံစားရတယ်အကြာကြီးခံစားရတယ်ရေစာခေါ်အရိယတံပေတချို့လူတွေကြတော့တကယ်မြင့်မြတ်တဲ့အမှန်ကန်တဲ့တရားဒေသနာတရားတော်တွေကိုမြတ်စွာဘုရားရဲ့တရားတွေကိုခန္တိယဥပဒမေနာတဲ့ခန္တိယသဘောကျတဲ့အနေနဲ့လည်းပဲအဲသူကလက်ခံကြတယ်ဥပဒမေနာကိလေသာငြိမ်းအောင်ကျင့်ခြင်းအပြင်လည်းပဲလက်ခံကြတယ် မြတ်စွာဘုရားရဲ့တရားတော်တွေကိုဟာတာရု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 ဆိုပြီးတော့သဘောကျပြီးတော့လည်းပဲတရားတော်တွေကိုလက်ခံကြတယ်။ဥပဒမေနာအဲ့လိုတာရုကိုခေါ်ပြီးတော့တရားနာရုံလေးတွေမကဘဲနဲ့တရားကိုလက်တွေ့ကျင့်ပြီးတော့ကိလေသာတွေငြိမ်းအောင်လှုပ်ခြင်းအပြင်လည်းပဲတရားကိုလက်ခံကြတဲ့သူတွေကတော့တဲ့ပါရမနုတန်တေဟံလူဘွားကနေသေးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒေဝကာယံပရိပုရိသန်တိနတ်ပြည်မှာဖြစ်ကြရမှာပါဗျာလို့ပြောတာ။ဒါဆိုရင်ဥစ္စံတို့၆အချုပ်ပြောလိုက်ရင်ရှင်းရှင်းလေးပါပဲ။ တရားတွေကိုကဲ့ရတဲ့သူတွေဟာအဝိဇ္ဇငရဲ့ရောက်ပြီးတော့ဒုက္ခအကြာကြီးခံရတတ်တယ်။တရားတွေကိုဟိုသဘောကျတဲ့သူတရားတော်တွေကိုလက်တွေ့ကျင့်ကြံတဲ့သူတွေကတော့ဒုံသိတဲ့အခါကျတော့နတ်ပြည်ကိုရောက်ပြီးတော့ချမ်းသာတွေခံစားတတ်တယ်။ဒီလိုဘသူကရှောက်တာလဲဆိုတော့မိုးနမင်းရဲ့သမီးဖြစ်တဲ့ကောကနဒါဆိုတဲ့နတ်သမီးကရှောက်တယ်။နောက်ဟိုဘက်သွားမယ်။ဒုတိယပိဇုံနာဒီတာဒါကျတော့သမီးအငယ်ပေါ့မိုးနမင်းရဲ့သမီးအငယ်ဖြစ်တဲ့ဆူလကောကနဒါဆိုတဲ့နတ်သမီးလေးက မြတ်စွာဘုရားစီတံချင်းကပ်ပြီးတော့မြတ်စွာဘုရားကိုဘောဓိခါရာတွေနဲ့ရှောက်တယ်။ဣဒာကမဟောဒီမာဝံတော်ကြီးတဲ့ကိုရောက်လာခဲ့တယ်ဖေ။ဘာလို့လဲဆိုတော့ဝိစုပပသဝနာလျှက်စအယောင်တွေလို့နော်ထွန်လင်းတောက်ပနေတဲ့အယောင်ရှိတဲ့ ကောကနာတာပြေစုံနတ်တဒိတာမောနမင်းရဲ့သမီးဖြစ်တဲ့ကောကနာတာဆိုတဲ့နတ်သမီးလေးဟောဒီမာုံတော်တဲ့ကိုရောက်လာခဲ့တယ်ဗျာဒါသူ့ရဲ့အမအကြောင်းကိုပြောတယ်လို့ထင်ပါတယ်နော်သူ့အမကမနေ့ကမြတ်စွာဘုရားကိုလာလျှောက်တာဒီနေ့ကျတော့သူ့အညီမကလာလျှောက်တယ်တပိတော့အမဖြစ်တဲ့ကောကနာတာနတ်သမီးဟာအရှင်ဘုရားတို့တွေ့တယ်လို့ပါပဲဗျာသူ့ရဲ့ခန္ဓာကိုယ်ရဲ့အယောင်ကလျက်စစ်အယောင်လျက်စစ်အယောင်ဆိုတော့ဒီလိုဒီလိုလျက်စစ်မိအယောင်ကိုပြောတာမဟုတ်ဘူးနော်ဘာလဲဘာလျက်စစ်လဲမိုးကြိုလျက်စစ်တွေကိုပြောတာနော်မိုးကြိုလျက်စစ်အဲ့တော့လျက်စစ်မိရမရှိဘူး မိုးကြိုလျက်စစ်လက်တယ်လို့ပဲအလင်းရောင်တွေခန္ဓာကိုယ်ကအလင်းရောင်တွေထွက်နေတဲ့တပိတော်ရဲ့အမပြတဲ့ကောကန္တရာနတ်သမီးလေးဟာဟောဒီမဟာဝန်တော်ကိုရောက်ခဲ့တယ်ဗျာဗုဒ္ဓံဓမ္မံသနမတမနောဖခင်ကိုလက်ရှိခိုးခဲ့တယ်ဗျာတရားကိုလက်ရှိခိုးခဲ့တယ်ဖခင်နော်တရားကိုရှိခိုးတယ်ဆိုတော့မနေ့ကပြောခဲ့ပြီဗီဒီယိုရှိခိုးပုံရှိခိုးဒီလေးနီနော်ကိုယ်နဲ့ရှိခိုးတယ်နှုတ်နဲ့ရှိခိုးတယ်စိတ်နဲ့ရှိခိုးတယ်အကျင့်နဲ့ရှိခိုးတယ်ဟုတ်ပြီရှင်ရှိခိုးခြင်း၄မျိုးနဲ့ရှိခိုးခဲ့တယ်ဖခင်ဂါထာစီမှာအထာဝနိယပါတိအတကယ်အနှစ်သာရအဘိဓိပ္ပယ်ပြည့်စုံတဲ့ဂါထာတွေကိုလည်းပဲရွတ်ခဲ့တယ်ဖခင် ဘဟုနာပိတံဝိပဇေယသူရွတ်တဲ့ဂါထာတွေကိုအဓိပ္ပာယ်တွေသိချဖွင့်မယ်ဆိုရင်အများကြီးဖွင့်လို့ရတယ်ဗျာဒါရီတော်ဓမ္မောတရားတော်တွေဆိုတာအဲ့လိုပဲကျင်းချင်းလေးပြောပြမိမယ်လည်းပဲအကျယ်အဓိပ္ပာယ်ဖွင့်လို့ရတဲ့အဆင့်အထိကိုတကယ်လေးနဲ့တဲ့တရားတော်တွေဖြစ်ပါတယ်ဗျာသံခိတမတ်တံလည်းပြိတ္တံမိတပည့်တော်ကအချင်းကျုံလေးပဲရှောက်ပါမယ်ဗျာယဝတမေမနတာပရိယတံတပည့်တော်စိတ်ကလေးနဲ့သင်ယူထားတဲ့ အဲတင်ယူနိုင်တဲ့အခြေအနေအတိုင်းပဲတပည့်တော်ငယ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်တပည့်တော်စိတ်ထဲမှာပေါ်လာတဲ့အတိုင်းလေးပဲအကျဉ်းောက်လေးပဲတရားရဲ့အဓိပ္ပာယ်ကိုရှောက်ပြရတယ်ဗျာဆိုပြီးတော့ဂါထာရှောက်တယ်ဒီဂါထာတော့ရှေ့မှာပါခဲ့ပြီးသားပဲနော်ပါပန္နကိရာမြတ်စွာဘုရားကိုရှိခိုးခြင်းနဲ့ဖရာတရားအတိုင်းလိုက်နာခြင်းနဲ့ဆိုရင်ပါပန္နကိရာမကောင်းမှုမလုပ်သင့်ပါဘူးဗျာဝဇ္ဇတာမနတာကာယေနနှုတ်နဲ့လည်းမလုပ်သင့်ဘူးစိတ်နဲ့လည်းမလုပ်သင့်ဘူးခန္ဓာကိုယ်နဲ့လည်းမလုပ်သင့်ဘူးဗျာကိစ္စနာတ္တဗ္ဗလောကေ ဒီနေရာမှာလည်းမလုပ်သင့်ဘူးဟိုနေရာမှာလည်းမလုပ်သင့်ဘူးလူပြည်မှာလည်းမလုပ်သင့်ဘူးနတ်ပြည်မှာလည်းမလုပ်ဘဲပုံဘဲဘွားမှာပဲမလုပ်သင့်ဘူးခင်ဗျာနောက်တစ်ဆင့်အနေနဲ့ကာမေပါယာကာမဂုဏ်တွေကိုပယ်နိုင်တဲ့အဆင့်အထိနော်ပရိယုဌာဏဗဟန်နေနဲ့ပယ်တယ်ဝိတကမဗဟန်နေနဲ့ပယ်တယ်နော်နောက်ကြတော့ဇန်နဲ့ပယ်တယ်နောက်ပိုင်းမက်ဖို့နဲ့ပယ်တယ်ဆိုတဲ့အဆင့်အထိကာမဂုဏ်တွေကိုပယ်နိုင်အောင်ဆက်ပြီးတော့ကြိုးစားတင်နေဗျာနောက်နောက်တစ်ခုကတော့တတိမာသမဇာနောတတိပညာတွေနဲ့ပြည့်စုံပြီးတော့မက်ဖို့ရအောင်လည်းပဲဆက်ကြိုးစားတင်နေဗျာအဲ့လိုပုံကိုယ်တွေကသာလျှင် နော်အစဉ်အစဉ်သုံးစဉ်သွားနိုင်တဲ့သူပေါ့ကိုနှုတ်စိတ်တွေနဲ့မကောင်းမှုကိုမလုပ်ဘူးပထမအစဉ်ကာမဂုဏ်ပဲနိုင်အောင်ဇန်နေရအောင်လုပ်မယ်ဒုတိယအစဉ်တတိပညာဝိပဿနာပညာတွေနဲ့မက်ဖို့ရအောင်လုပ်မယ်တတိယအစဉ်အဲ့ဒီအစဉ်သုံးစဉ်လုပ်ခြင်းအပြင်ကြိုးစားနိုင်တဲ့သူတွေကတော့အနတ္ထတန်ဤတန်ဒုက္ခအကျိုးမဲ့တဲ့ဒုက္ခတွေသူမခံစားရတော့ဘူးသူမယူသူ့စီကိုမရောက်တော့ဘူးဖေရတော့တပည့်တော်အဲ့လိုဒီရောစိတ်ကလေးနဲ့စဉ်းစားပြီးတော့အချင်းကျုပ်တွေရှောက်ပြရစေဖေရဒါကဒါဆိုရင်ဦးဇင်းတို့တွေမြတ်စွာဘုရားကိုယ်တိုင်အားလည်းပဲဓမ္မတို့ဓမ္မပရိပတ်တိ တရားကိုလက်တွေ့ကျင့်တဲ့သူတွေကတာလျင်သူ့ကိုရှေ့ခိုးရရောက်တယ်သူ့ကိုကြီးညိုရရောက်တယ်သူ့ကိုလေးစားရရောက်တယ်ဆိုပြီးတော့ပြောသလိုပဲအားလုံးကလည်းပဲရှေ့ခိုးခြင်း၄မျိုးထဲမှာတော့အကောင်းဆုံးရှေ့ခိုးခြင်းကတော့ဘာရှေ့ခိုးခြင်းလဲဆိုရင်အကျင့်လည်းရှေ့ခိုးခြင်းကတော့အကောင်းဆုံးရှေ့ခိုးခြင်းပဲဆိုတဲ့ဟာကိုအခုမိုးနှံမင်းရဲ့သမီးဖြစ်တဲ့သုလာကောကနတာကရှောက်သွားတာပေါ့နော်ဒါလေးတွေလည်းပဲကောင်းပါတယ်အဲတော်ရောပေါ့